ဟယ်လိုအားလုံးပဲမြင်ကြလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ Jason Wilcox ကတော့လက်ရှိအသင်းရဲ့ transfer strategy ပြီးရင်ကျွန်တော်တို့ဘောနော် လာမယ့်အပြောင်းအရွှေ့ကာလတွေမှာပြုလုပ်မယ့် transfer strategy တွေနဲ့ပတ်သက်ပြီးတော့သူပြောသွားတာတွေကျွန်တော်ရှိတယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေပါဆိုတော့ညီကတို့တွေ့တဲ့အချိန်မှာမင်းဝါးထိန်နေတာပဲလူကနော်မင်းစနွေးမင်းကြီးဟောစနွေးမုံနေလူထားတဲ့အချိန်မှာဘာလို့လဲဒီတိုင်းအားလုံးညာအဲ့နေရင်းနဲ့နော်အဲ့နေရင်းနဲ့ဆရာသမားကြောင်နှောက်ကောင်က မီးဝိုင်းကိုတိုက်ချသွားတာမင်းအဖြူကမလင်းတော့ဘူးဆရာကြီးနော်အဖြူကမလင်းတော့ဘူးဆရာကြီးအဝါတမျိုးပဲလင်းတော့ငါလည်းကြည့်တယ်မှာပဲနော်အမှမင်းမင်းဒီလိုတွေဖြစ်ကုန်တာပဲဆိုတော့ sorry ပါနော်တော်တော်ဒါမျိုးဖြစ်နေတယ်ဆိုတော့ Jason Wilcox လက်ရှိ MUTV နဲ့ပြောထားတဲ့အသင်းရဲ့အခြေအနေကိုကျွန်တော်သာကြည့်ကြည့်အောင်ပေါ့နော် Wilcox ကပါပြောထားလဲဆိုတော့ကစားမခွေယူမှုနဲ့ပတ်သက်ပြီးတော့ရှင်ပေါ့နော်သူရဲ့ Amorin ရဲ့ ကျွန်တော်ဒါခရစ်ခရစ်တိုပါ VV ပေါ့နော်ဒါကစားမအတိခေါ်ယူရေးဒါရိုက်တာပေါ့ဗျာသူတို့၃ယောက်အဖွဲ့ကပေါ့နော်ဘယ်ကစားမကိုငါတို့ခေါ်ကြမလဲဟိဆိုတဲ့ပုံစံမျိုးမီတင်တွေတွေ့ဆုံမှုတွေဆွေးနွေးမှုတွေကိုအမြဲတမ်းပုံမှန်လုပ်လို့ရှိတယ်ပေါ့ရူမင်အမူရီနဲ့ကျွန်တော်ကတော့လူချင်းတဲ့ကစားမတွေရဲ့ပုံစံတွေဘလူကစားမကိုလူချင်းတယ်ဆိုတာတွေကိုခရစ်တိုပါ VV ကိုကျွန်တော်ပြောပြတယ်အဲ့ဒီကနေတစင်ကင်းတောက်တွေရဲ့ဘက်က ဈေးကွက်တီထဲမှာရှာဖွေမှုတွေကစားမရှာဖွေမှုတွေစတင်လုပ်တယ်ပေါ့နော်ဒါဟာအမြဲတမ်းပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းစဉ်တစ်ခုပဲကစားမတယောက်ကိုကျွန်တော်ခေါ်တဲ့အခါမှာအတင်းတွေစိတ်တဲ့ကောင်းတဲ့ဟိုဘယ်လိုပြောလဲကောင်းမွန်တိုးတက်မှုတွေယူဆောင်လာပြီးမဲ့ကစားသမားမျိုးကိုခေါ်ဖို့ကအင်မတန်အတင်းတွေကျွန်တော်ဒါအရေးကြီးတယ်ပေါ့နော်အဲအသင်းအဖွဲစိတ်တဲ့အပြင်ကိုအသင်းအောင်မြင်ဖို့ဒီစိတ်တစ်ပိုင်းက ပါဝင်ခြင်းတဲ့သူမျိုးကိုကျွန်တော်သာဖြစ်ရမှာပေါ့အရင်တုန်းကမန်ချက်စတာယူနိုက်တက်ရဲ့အောင်မြင်မှုတွေမှာဆိုလို့ရှိရင်အတင်းတွက်ပါမစူပိဆက်ကစားမေဟိဆိုတဲ့ကစားမတွေအဓိကအများကြီးရှိခဲ့တာကိုကျွန်တော်တွေ့ရပြီးတော့ဗောနော်အဲတချို့ဆိုလို့ရှိရင်ဒါပါတော့ကန်တူနာတို့လိုမျိုးစိတ်သက်မာကြောတဲ့ကစားမတွေကိုပါကျွန်တော်တွေ့ရတာဗောဗျာအဲဒါအပြင်ဗောနော်အတင်းရှုံရှုံနိုင်နိုင် တိရမလားထားပါတော့အတင်းကဒါမီတင်ဟာပုံမှန်9နာရီ45လောက်လုံနေကြဆိုလို့ရှိရင်7နာရီခွဲ7နာရီ45လောက်မှာလုံးဝစပြီးတော့ရောက်နေတာမျိုးတွေကစားမားတွေရဲ့ဘက်ကပေါ့နော်ဒါရှိကြတယ်ပေါ့နော်ဒါတကယ်ကောင်းတဲ့လက္ခဏာတွေဖြစ်တယ်အတင်းရှုံးနေဆိုရင်တော့မှစိတ်တက်ကြတာမှန်ပြီမဲ့လေလို့ပေါ့နော်လေ့ကျင့်ငယ်ဆင့်ပြီးဆိုလို့ရှိရင်စိတ်ပြက်ပြီးတော့ရှုံးနေတဲ့ပုံစံတွေစိတ်ပြက်နေတာတွေကိုကျွန်တော်ဘေးခဏဖယ်ထားပြီးတော့ အမှန်ကန်ကျူးပန်းနေတာတွေကိုကျွန်တော်တွေ့ရတယ်ပေါ့ဗျာဆိုတော့ဒါကတော့လက်ရှိအသင်းမှာဘလူးကစားမားတွေကိုခေါ်ယူမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့ကျွန်တော်တို့မန်ချက်စတာနဲ့တင်ပရိသတ်ကြီးဂျားထဲမှာတော့ဟိုတခုရှိတယ်ပေါ့လေသိတယ်မလားကိုရီနီနဲ့ဘလောက်ထိကျွန်တော်တို့ကကစားမားတွေကစိတ်တက်မှကြောရမှဟဟလာနော်ကျွန်တော်တို့ United စိတ်တက်ရှိရ United DNA ရှိရမှဒါနေနဲ့ပတ်သက်လို့ကျွန်တော်တို့အမြဲတမ်းပြောလို့ရှိတယ်ဒါအားလုံးလည်းသိတဲ့အတိုင်းပဲအဲ့ဒီຢာက Manchester United အတွက် imminent အရေးကြီးပါတယ် United ရဲ့ကျွန်တော် imminent ရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါမရှိရင်ကစားမားတွေကဘယ်တော့ဒီအသင်းအတွက်ဆိုတဲ့ပုံစံမျိုးကစားပေးခြင်းစိတ်မရှိရင်ဘလူးမန်ကိုအဆင်မပြေဘူးနောက်တစ်ခုကဟိုဒီဘက်ခေတ်မှာဆိုလို့ရှိရင်ဟို professional ကစားမားတယောက်က professional ဆန်ဆန်ပြုတ်မှုနိုင်မှုကိုပဲကျွန်တော်ကတောင်းဆိုနေရတဲ့အခြေအနေမျိုးဖြစ်နေတာ နော်ဟိုပရိုကစားမတယောက်ဆိုတာမျိုးကဒါမျိုးကဗျာတောင်းဆိုစရာရှိတဲ့အနေအထားမျိုးမဟုတ်သူတို့အနေနဲ့ပုံမှန်ကောင်းတဲ့ performance တွေဒီလိုမျိုးလောက်ပြနေရမှာအတင်းပေါ်ကိုဘလို့အချိန်မျိုးပဲဖြစ်ဖြစ်ပရိုဆန်ဆန်ပြုတ်မှုနေရမှာအခုလက်ရှိကျွန်တော်တို့ဂျီဒန်ဆန်ချိုတို့ညီကိုတခြားကစားမတွေတည်တဲ့အတိုင်းပဲသူတို့ရဲ့အတင်းပေါ်မှာပြုတ်မှုတဲ့ပုံစံတွေကဘလို့မှန်ကိုအဆင်ပြေမိတယ်ဗျာဒါကြောင့်သူတို့ကပါတော့မနော်ကစားမတွေကိုခေါ်ပြီးဆိုရင် အသင်းအနေနဲ့ဒါအသင်းပေါ်မှာအမှန်ကန်ဒစိတမိုင်းဖြစ်ပါဝင်နေတဲ့ကစားမမျိုးကိုသူတို့ပို့ပြီးတော့ခေါ်တယ်ဆိုတာမျိုးသူပြောထားတယ်ဆိုနောက်တစ်ခုကျွန်တော်အနေနဲ့ဆက်ပြီးတော့သူပြောထားတာကဘယ်တော့အပြောင်းရွှေ့ဈေးကွက်နဲ့ပတ်သက်လို့ပေါ့လေပြီးခဲ့တဲ့2024ဈေးနွေဈေးကွက်ကဟိုအခုလက်ရှိနွေရည်ဈေးကွက်နဲ့ရှင်မယ်ဆိုလို့ရှိရင်တော်ကိုဘယုတ်တော့ခနိုင်ခဲ့တာပေါ့ခုနလည်းရှိနေရာဒီပြောင်းရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲ ဒီပူကောင်းနေပေါ့နော်ဟိုထားပါတော့ဗျာကစားမားတွေနေပေါ့နော်ဒါအစားထိုးနိုင်ခဲ့တယ်လို့သူထင်နေပေါ့နော်တည်တည်ငြိမ်ငြိမ်နဲ့လည်းအစီအစဉ်တကြတည်တည်ချာချာလေးလိုအပ်တဲ့နေရာတွေကိုအစားထိုးနိုင်ခဲ့တယ်လို့ထင်နေပေါ့နော်ဟိုကျွန်တော်တို့လက်ရှိနွေဈေးကွက်မှာဆိုလို့ရှိရင်ပရီးမီးယားလိမ်မှာအဆင်သင့်ဖြစ်နေပြီဆိုတဲ့ကစားမားတွေကိုအဓိကထားခဲ့တယ်ပရီးမီးယားလိမ်မှာအံဝန်ခွင့်ကျဖြစ်နေပြီနော်လုံးဝ ready made သုံးလို့ရတယ်ဆိုတဲ့ကစားမားတွေကိုအဓိကထားပြီးတော့ခေါ်ခဲ့တယ်ပေါ့အမ်ဘူမူတို့ကုညာတို့ဆိုလို့ရှိရင်ဒီလိုမျိုးကစားမားတွေဖြစ်တဲ့အတွက် risk ယူရမယ့်အခြေအနေမျိုးမဟုတ်တော့ဘူးစွန့်စားရမှာကြတော့ဘူးပေါ့နော်ပရီးမီးယားလိမှာအသားကြဖို့ဆိုတာအခြေအများကြီးမလိုတဲ့ကစားသမားတွေကိုကျွန်တော်တို့ခေါ်ဖို့ပို့ပြီးတော့ပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့မှာစိတ်ဝင်စားခဲ့တာပေါ့နော်တိုက်စစ်ပိုင်းမှာဆိုလို့ချင်းလည်းပဲဘင်ဂျမင်ရှက်ကူကအချိန်တခုကိုရောက်လာပြီဆိုလို့ရှိရင်ပေါ့နော်ဟိုဒီတက်ပူကောင်းတဲ့တိုက်စစ်မှုတဦးဖြစ်လာမှာအသေးချာပဲပေါ့မန်ချက်စတာယူနိုက်တက်မှာနံပါတ်9ရူကဘယ်လိုပြောမလဲတာဝန်ကြီးတဲ့ပေါ့နော်ဟိုအရာဟိုတောက်နေရာတခုလည်းဖြစ်တယ်ပေါ့နော် ဟိုဒါအပြင်လူတွေကလည်းလောလောဆယ်ချီနေမှာဆိုလို့ရှိရင်ဘင်ဂျမင်ရှက်ကူဆိုတာထက်ပေါ့နော်ဘရိုင်ယန်အန်ဘူမိုတို့မတ်တီးစ်ကွညာတို့ကိုဒါပို့ပြီးတော့အတိမတ်ပြုချီကျူးနေကြပြီမဲ့လို့ရှက်ကူရဲ့နေရာယူပုံတွေ behind the runs တွေလောက်တာတွေကအန်ဘူမိုနဲ့ကွညာနှစ်ယောက်စလုံးတွက်အများကြီးအထောက်အကူတွေရနေတယ်ပေါ့နော်အကူသမားနေရာမှာဆိုလို့ရှိရင်လည်းလမ်မန်စ်ရဲ့အပြောင်းရွှေ့ကလည်းကျွန်တော်တို့အတွက်အလားလာကောင်းတဲ့ဂူသမားတွေပေါ့နော်အထူးသဖြင့်ရှာနေတာကြာပြီပေါ့ဗျာအဲ့ဒီတဲကမှကျွန်တော်တို့ကလမ်မန်စ်ကိုခေါ်ဖို့အခွင့်အရေး ရခဲ့လို့ကိုကျွန်တော်ခေါ်နိုင်ခဲ့တာပေါ့ဒါပေမဲ့ lemon smooth လို့ဆိုပြီးတော့ချက်ချင်းလငင်းဘုံစားကြီးကျွန်တော်ကောက်ခေါ်ခဲ့တာမျိုးတော့မဟုတ်ဘူးကျွန်တော်ရဲ့ဒီ go 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 ကြီးပါကင်တောက်ဖြစ်တဲ့ပေါ့နော်ဒီ tony quinton ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်သူ့ကိုလေ့လာနေတာ12လဝန်းကျင်လောက်ကိုကျွန်တော်ရှိနေပြီပေါ့နော် လမ်မန်စ်ကအတင်းရဲ့အကောင်းဆုံးခေါ်ယူမှုတွေကတယောက်ဖြစ်လာအောင်မှာတေးကြတယ်ပေါ့နော်အခုအစမှတော့မှတော့ကောင်းနေပြီဆိုတော့နောက်လည်းတီချက်ပို့ပြီးတော့ပေါ့နော်ဆက်ကောင်းနိုင်ဖို့တော့လူတယ်ဆိုပြီးတော့သူပြောထားတယ်တကယ်ပြောရင်ကျွန်တော်တို့ကစားမပြီးခဲ့တဲ့နေရာကြီးအပြောင်းအရွှေ့ကစားမခေါ်ယူမှုတွေကကျွန်တော်ပြည်သက်တွေတော်တော်များများသဘောကျကြလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဟိုလမ်မန်ဆိုလို့ရှိရင်လည်းပဲဟိုဘလီယောဘိုင်ယနာတို့နော်ဒီအိုနနာတို့ကစားမမျိုးတွေကိုမြင်နေရတဲ့ဂျာတွေကနေပြီးတော့လမ်မန်ကိုကျွန်တော်မြင်ရတာက တော်တော်ကိုအချိန်ကြီးကောင်းခဲ့ပါတယ်သိတယ်ပဲကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ lemons ဒီအသင်းတွေလုံးဝ fresh ကြီးပါဗျာတကယ်လည်းပဲကျွန်တော်ဟိုအရန်ကောင်းတဲ့เนาะအနိထားတစ်ခုမဟုတ်သေးဘူးဆိုလို့ရှိရင်တောင်မှသူ့ဟာနေသူအဆင်ပြေနေတယ်တကယ်ကောင်းနေတယ်ပေါ့နော်နောက်တစ်ယောက်ကကျွန်တော်ဒါအန်ပူမိုးတို့ကုညာတို့ဆိုလို့ရှိရင်လည်းပဲအတင်းနဲ့အဆင်နှင်းဖြစ်ပြီးတာအန်ဝင်ခွင့်ကျဖြစ်ပြီးတာကစားမားတွေလို့ကျွန်တော်ကပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီကစားမားတွေကလက်ရှိ league ရဲ့အခြေအနေကိုလည်း အံဝင်ခွင့်ကြဖြစ်အောင်စောင့်နေရမလို့ဗျာအတင်းတက်ရောက်လို့တပတ်နှစ်ပတ်လောက်အချိန်ယူလိုက်ရင်အားလုံးကအဆင်ပြေသွားပြီအခုလည်းပဲကျွန်တော်တွေ့နေရတယ်ဒိုင်စီကဘင်ဂျမင်ရှေ့ကူကတော့ပြည်သက်ကြီးဂျားထဲမှာအခုဆိုလို့ရှိရင်အရင်ကြည်နေစရာကောင်းတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်မြင်ချက်မှမြင်အောင်မယ်ပေါ့နော်ဒါပေမဲ့လို့လို့တည်ကြတာတစ်ခုကတော့ကျွန်တော်ဒီအချိန်တစ်ခုကြာလာတာနဲ့အဆင်ပြေလာမှာပါအဆင်ပြေလာလိမ့်မယ်အများကြီးပို့ပြီးတော့အချိန်ကြီးကောင်းလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲအချိန်တော့ယူအောင်ယူရမယ်ပေါ့လေဒါပေမဲ့လို့သူတို့တော့ပို့ပြီးတော့ကောင်းလာမယ်ဆိုလို့ရှိရင် ်ရှက်ကိုသာပို့ပြီးတော့ပံ့ပိုးမှုတွေရလာမယ်ဆိုလို့ရှိရင်အများကြီးပို့ပြီးတော့ကောင်းလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ပြီးခဲ့တဲ့ຫນွေရာသီအပြောင်းအချုပ်မှာခေါ်ယူခဲ့တဲ့အပြောင်းအချုပ်တွေက၄ရောက်စလုံးမှာလုံးဝ၄ရောက်စလုံးကအချင်းကြီးကောင်းခဲ့တာကိုကျွန်တော်တွေ့ရမှာပေါ့နော်။ဆိုတော့ဆက်ပြီးတော့သူတို့အနေနဲ့ပေါ့နော်ကျွန်တော်ပြောထားတယ်။ရောက်လာတဲ့ကစားသမားတွေက United အပြင်တခြားကလပ်အသင်းကြီးတွေကလည်းအပြိုင်ခိုင်အပြိုင်ဆိုင်ကမ်းလှမ်းတာကိုခံခဲ့ကြရတယ်ပေါ့။ဒါပေမဲ့လို့အဲ့ဒီကစားသမားတွေဟာ Manchester United ကိုပဲတည်တဲ့ရွေးချယ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်။ အခုလည်းပဲကစားသမားခေါ်ယူမှုအဖွဲ့ရဲ့ခေါ်ယူရေးအဖွဲ့ရဲ့ရူဘင်အမ်မူရင်ရဲ့ကျွန်တော်တို့ရဲ့အပတ်တိုင်းဆိုသလိုအမြဲတမ်းအစည်းအဝေးတွေလုပ်လုပ်တယ်ပေါ့နော်ကျွန်တော်တို့စိတ်ဝင်စားတဲ့ကစားသမားတွေရဲ့ player profile တွေအသက်အရွယ်တွေတန်ကြီးတွေဒါတွေကိုအကုန်တီချဆွေးနွေးပြီးမှကျွန်တော်တို့ခေါ်မှာဖြစ်တယ်ပေါ့ဒါကတည်င်းကောင်းပါဒါကတော့တည်င်းကောင်းပါဆိုတော့သူတို့ကတော့သူတို့သူတို့အလုပ်ကိုသူတို့လုပ်နေတာပေါ့လေသူတို့အလုပ်ကိုသူတို့လုပ်နေတယ်သူတို့လုပ်เสียရှိတာကိုသူတို့လုပ်နေတယ်ဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့ပေါ့နော် ကစားမခွေယူမှုတွေထဲမှာနီးပြလဲပါမယ်အာကစားဒါရိုက်တာလဲပါမယ်ကင်တောက်ဖွဲ့ဘာလဲဒီ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 ထားပါတော့ဗျာနီးစနစ်ဒါရိုက်တာလေးလဲကျွန်တော်ပါမယ်ဆိုတာမျိုးတွေကတကယ်ကောင်းတဲ့အရာတွေပါပုံမှန်အပြင်ဆိုလို့ရှင်အတင်းကပဲကျွန်တော် run တာအတင်းကပဲကျွန်တော်ဘနော်ခေါ်ပြီးမယ်နီးပြကမင်းမြင်မြင်အစီအပြောင်းလုပ်ပေါ့ ရှိမှာဆိုလို့ရှိရင်နီးပြပါလို့ကျင်တယ်လေငါတို့အကုန်ခေါ်ပြီးမယ်မင်းမင်းအဆင်ပြေအောင်လုပ်ပေါ့အတင်းတောင်းရှိသူတွေဘာကကစားမားတွေနဲ့ပတ်တယ်လို့ဘာမှမသိအောင်နီးပြကနော်ဗာလဲအန်တိုနီဆန်တိုဆိုအန်တိုနီဆန်တိုဦးနနာဆိုဦးနနာနော်ကျွန်တော်တို့ဝယ်ပေးရတာဆိုတော့အတင်းကအကုန်လုံးပြုံးစားတွေခက်ရောဆိုတော့အခုလက်ရှိမှာဆိုလို့ရှိရင်အဲ့လိုမဟုတ်တော့ဘဲနေပေါ့နော်အတင်းတောင်းရှိသူတွေဘာကသူတို့သွားကျင်တဲ့ structure တွေရှိမယ်အတိုင်းတကူတွေအဆင်ပြေတာတွေထားမယ် ပြီးရင်နီးပြားကနေပဲကစားမားအသစ်ခွေယူနေပတ်တယ်လို့ဘလို့ကစားမားတွေကိုလိုချင်တယ်လဲကစားမားတွေရဲ့ profile တွေဘလို့ရှိနေတယ်လဲအသက်အရွယ်တွေတန်ကြီးတွေဒီကစားမားတွေဘလို့ကစားမလဲဘလို့ကစားနိုင်တယ်လဲအသင်းနဲ့ဘလို့အံဝန်ခွင့်ရဖြစ်မှာလဲအသင်းမှာဘလို့သုံးမှာလဲဒါတွေနဲ့ပတ်သက်လို့ရှိရင်သူတို့ရဲ့ဘက်ကတည်တည်ကြဲကြဲဆွေးနွေးနေပြပြီးတော့အမြဲတမ်းဆိုသလိုအစည်းအဝေးတွေရှိတယ်။လူကြီးတွေကစားမားတွေကိုရှာဖွေတာကြီးလည်းအမြဲတမ်းလုပ်နေတယ်ဆိုတာတွေကိုကျွန်တော်ကြည့်ရင်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တို့ဘာလို့မှကစားမားခေါ်ယူမှုတွေကိုတော့မှကျွန်တော်ကပို့ပြီးတော့ဗောနော်စိတ်လို့ရအောင်နေတိုင်းမျိုးကျွန်တော်ဖြစ်နေပြီ တကယ်ခေါ်ပြပါမလားဇန်နဝါရီမှာတကယ်အလုပ်လုပ်ပါမလားမတည်ရပါမယ့်လေလို့မျှော်လင့်လို့ရတဲ့အခြေအနေမျိုးဆိုတော့ညီကတို့ရောဘလူးမင်းကလည်းဂျေဆန်ရီကော့စ်ကတော့ပရိသတ်တွေဂျင်းနေစရာကောင်းနိုင်မယ့်စကားမျိုးတွေပြောသွားတယ်ပေါ့လေပလန်နေရဆိုတော့ညီကတို့ရောဘလူးမင်းကလည်းဆွနေကြပါဦးကျွန်တော်တကယ်ကောင်းတဲ့ကစားမတွေခွန်နိုင်လိမ့်မယ်လို့ထင်ကြလားအားလုံးကိုကျေးဇူးများကြီးပါတယ်